အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Thomas Tuchel ရဲ့အင်္ဂလန်အသင်းပေါ်လေနာမည်ကြီးအင်္ဂလန်အသင်းကမနေ့ညတုန်းကသူတို့ခြေစမ်းပွဲကစားတယ်ဆိုတော့ပထမကမ္ဘာဖလားခြေစပွဲ၃ပွဲကံနဲ့အဲ့၃ပွဲကလုံးကိုအင်္ဂလန်က Albania တို့ Bar တို့တကယ်လက်ဗီယာတို့ Andorra တို့လိုအသင်းတွေကိုကန်ပြီးတော့ သုံးပွဲကစားသုံးပွဲနိုင် clean sheet ရတဲ့ချိန်မှာအာအင်္ဂလန်သင်းတဲ့ Thomas Tuchel ပေးကိုမရှိဘူးပါညာနဲ့ပြောနေတယ်။တကယ်တော့နည်းနည်းကောင်းတဲ့အဖိုးနံလဲတွေ့ရောအင်္ဂလန်ရှုံးနေတာပဲ။ဒီပွဲက Northern Forest ကကိုယ်မှာကန်နေ။ဒါပေမဲ့ဝက်ပီသုံးချက်ချက်ဆိုတာထက်အင်္ဂလန်သင်းကစားမတွေစမ်းနေတာတော့တိတယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာကအင်္ဂလန်ဟာခေတ်ဆက်ဆက်ဒီတိုင်းပဲ။ခေတ်ဆက်ဆက်ဒီတိုင်းပဲ။ခြေစမ်းပွဲကသူတို့အုပ်စုကအများအပြားတော်တော်ကိုချောင်းတယ်။ကျွန်တော် European အသင်းကြီးတွေအများစုမှာ ခြေစပွဲအောင်မခတ်ဘူးအဲ့တော့အောက်ကပြိုင်ဘက်အသင်းတွေဟာတော်တော်ညံ့တယ်အဲ့ပြိုင်ဘက်အသင်းတွေညံ့တဲ့အတွက်ကြောင့်ဒါတော်တော်များများအတွက်ကအရန်ွယ်တယ်ဗျာလွယ်တော့အုပ်စုကပထမရဖို့ဘာမှမခတ်ဘူးခါကြရင်အုတ်စုဆယ်ပွဲကဆယ်ပွဲသလုံးနိုင်ကိုးပွဲနိုင်တပွဲတည်ရှစ်ပွဲနိုင်နှစ်ပွဲတည်ရှုံးပွဲမရှိတက်လာတာတပုံကြီးပဲဒါပေမဲ့အပေါ်ရောက်ရင်တိုင်ပတ်တာဘာကြောင့်လဲတကယ်ကောင်းတဲ့ competitive ပြိုင်ဘက်မရှိဘူးတကယ်ကောင်းတဲ့ပြိုင်ဘက်အသင်းဟာသူတို့အုတ်စုတစ်လျှောက်လုံးမှာလည်းရင်ဆိုင်ရတဲ့အသင်းလောက်ရှိတာအုတ်စုပွဲစဉ် ဒါ၁၀ပွဲကံတယ်ဗျ၆သင်းပါရင်၁၀ပွဲကံရတယ်၅သင်းပါရင်၈ပွဲကံတယ်အဲ့ဒီမှာအလုံးစုံသူတို့ကံရ၂ပွဲပဲကျန်တဲ့၆ပွဲနဲ့၈ပွဲကအရန်ချောင်းလေဗျဆိုတော့ဘာဖြစ်လဲဆိုတော့အင်္ဂလန်ရဲ့လုံးမဟုတ်ဥရောပအသင်းတွေတော်များများဟာသူတို့ပြိုင်ပွဲတွေမှာပြိုင်ဘက်ကောင်းနေတွေ့မတွေ့ခြေစမ်းပွဲတော့ပါပဲတွေ့မှာအခုဒါအခုကျင်သစ်ပြင်သစ်ဆိုရင်ကျွန်တော်အရန်ကောင်းနေအသင်းတွေလို့ကျွန်တော်သတ်မှတ်ရတယ်ဖြေးဖြေးချင်းကြိုက်ပြလာတယ်ဂျာမနီကြိုက်ပြလာတယ်အီတလီကြိုက်ပြလာတယ် ဒါအခုဘယ်ဂျီယံကြားရပြလာတယ်ပိုတူဂီကတော့အခု nation league ဘူးနည်း champion ဖြစ်ထားတယ်စပိန်တသိန်းလောက်ပဲလောက်လောက်လာရှိတယ်ပိုတူဂီအခု strong ဖြစ်နေတယ်ဒါပေမဲ့အင်္ဂလန်လည်းတကယ်တော့အိုက်ခန်တဲ့ကုလီတွေမှာပါတယ်ဒါပေမဲ့ပြဿနာကသူတို့နိုင်ငံတကာပြိုင်ပွဲကြီးတွေတွားပြိုင်တဲ့အခါမှာတကယ်ပြိုင်ပွဲကောင်းနေတဲ့ချေမဆန်းတဲ့အတွက်ကြောင့်တကယ်တမ်းကစားတဲ့အခါမှာဟိုဘက်ရောက်တဲ့အခါကျတော့အော့ဖ်ဖူကတော့ခြောင်နေတူတူကူတူပဲတက်လာတဲ့ရှုံးထွက်နော့ကောက်ကွာတားလောက်လည်းရောက်ရောသူတို့ဒူးတော့တိုင်ပွဲတွေမှာသူတို့တိုင်ပတ်ရော ျွန်တော်စပြီးတော့ 2K ကင်ကလေးကကျွန်တော်သဘောကျပါတယ် Thomas 2K ကတကယ်အရေးသွေးရှိတဲ့နီးပြပါဒါပေမဲ့အင်္ဂလန်ကိုဒါသူအခုကစားတာဆိုရင် Chelsea Center Back နှစ်ယောက်ဖြစ်တဲ့ Cowell နဲ့ Trevor Chalobah ကစားတယ်ဒီဘက်က Mike Lewis Kelly နဲ့ Kyle Walker ဖြစ်တယ်ကွင်းလယ်ကတော့ဒါ Gallagher နဲ့ Declan Rice ကစားပြီးတော့သူက442 shape ပုံစံကစားပြီးတော့442ရဲ့လိုမျိုးပေါ့လေ442ပုံစံဆိုမြင်တကယ်တမ်းကျတော့ AZ ကအတွင်းဝင်ပြီးတော့ဒါ Hurricane နဲ့တွဲပြီးတော့ Saka နဲ့ Anthony Gordon ကအဆုံထွက်တယ်အဲ့လိုပုံစံကစားတာပဲဒါ42 4231 formation 442အဲ့ဒါကိုအလင်းသိတို့ပြောင်းတယ်ဟိုဘက်ကကျွန်တော်တို့ Nicklet Jackson တို့ Ismail Milasa တို့ Ghana Dracia K တို့တကယ်ဒါကိုသမားဆိုရင် Edward Mandi ပါတယ်နောက်ကျွန်တော်တို့ Koulibaly နဲ့ Senegal အခု Forest Square မှာကန်တယ်ထောင်းစားနိုင် Hurricane ကတော့ဒါ Lewis အသင်းအတွက်သူတကိုးထပ်သွင်းတယ်ဆိုတော့နီးပြ Thomas Tuchel လက်ထက်မှာသူ၄ပွဲထိစက်တိုက်ကိုးသွင်းနိုင်တဲ့ပထမဆုံးစားမှာမှတ်တမ်းဝင်တယ်ဒါပေမဲ့ဘာကစားကွက်မှမရှိဘူး ်ပထမပိုင်းတည်းက defensive ဘိုင်းအားနေတယ်ဟိုဘက်ကဂိုးသွားတဲ့အလုံးပေါ့လေကျွန်တော်တို့အင်္ဂလန်ဘက်ကဂိုးရနိုင်တဲ့အလုံးက Morgan Gibbwhite တလုံးကန်ရတဲ့အချိန် Anthony Gordon အပိုင်ပေးရတယ် Kyle Walker ပို့လိုက်တယ်လို့ပိုင်ပေးရတဲ့တလုံးရယ် Bakayu Saka ကန်တဲ့လုံးကို Antoine Mandi စေသွားတဲ့အလုံးရယ် Now ဒုတိယပိုင်းမှာအင်္ဂလန်ရတဲ့ half chance လေးဒီလောက်ပဲ တပွဲလုံးမှာစင်ဒီကောအသင်းကအင်္ဂလန်ကိုဒါပိုတောင်ကောင်းတဲ့ chance ပေါ့လေစင်ဒီကောကဒီပွဲမှာဂိုးပေါက်ကန်သွင်းမှုအကြိမ်ကြိမ်ရပြီးတော့အင်္ဂလန်ကိုဒုက္ခပေးတဲ့ Dean Henderson ကိုကောင်းကောင်းဒုက္ခပေးသွားတာ position ကအင်္ဂလန်ကင်ထားတာပဲရှိတယ်ဒါပေမဲ့အရင်ကြီးလည်းမကွာဘူးစင်ဒီကောပို့ပြီးတော့ပို့ဓာတ်ရိုက်ပို့ကြတယ်ပို့ပြီးတော့ danger ဖြစ်တယ်လောင်းဘောတွေချပေးတယ်သူ့ရဲ့ tight shit က face ရှိတယ်ကမှ Nicholas Jackson လို့ဥဆောင်တဲ့စင်ဒီကောကိုအင်္ဂလန်မရှင်းနိုင်ခဲ့ဘူးဒါ ပထမဆိုဆိုစီဟာရီကိန်းသွင်းတယ်ကျွန်တော်ပြောတာပေါ့လေโอเคပေါ့ဒါပေမဲ့ဒါ Ismail Miller စသွင်းတဲ့အလုံးဆိုရင်ဒါ Triple Chalaba ကမျောလိုက်ပြီးတော့မှလိုက်တာတဲ့အချိန်မှာဟိုဘက် cross town တော့ area ထဲမှာဘယ်သူမှမရှိဘူးထပ်ပြီးပိတ်သွားတယ် Miller စသွင်းသွားတယ် Now ဒုတိယကိုသွင်းသွားတဲ့အလုံးဆိုလည်းအဲ့တိုင်းပဲလောင်းမိုးချတယ်ဒါ Chalaba နဲ့ဒီဘယ်လိုပြောမလဲ Cowell နဲ့ဟိုဟာနဲ့ဂျားထဲမှာဒီ Cowell နဲ့ ဒီ my loose scale ကြားတွေကိုလောင်းမို့ချပေးတယ်အဲ့လောင်းမို့ကနေပြည့်ထွက်သွားပြည့်ထွက်သွားရင်ねဒါစင်ဒီကောကလလွယ်ကူကူနဲ့ပဲတွင်းသွားတာတွင်းတဲ့အလုံးကလည်းတကယ်ကောင်းတဲ့အလုံးပဲဒါဘယ်လိုပြောမလဲဆိုတော့ DR တွင်းသွားတာ DR ကတွင်းသွားတာအဲ့မတွင်းခင်ဗောလေအဲ့ရတွင်းပြီးတော့စင်ဒီကော2-1ဖြစ်ပြီးတော့မှပွဲကိုအေးအေးစိတ်စားတော့မှဂျူပါလင်ကဝင်လာပြီးတော့ဂိုးသွင်းတယ်ဒါပေမဲ့ခိုးဝဲက လမောင်းနဲ့တိုက်တဲ့ဒါဘယ်လိုပြောမလဲဆိုတော့ရည်ဝချက်ရှိတယ်လို့ပဲပြောမလားအဲ့ဒါကဂိုးဖြစ်ပြောင်းလဲနိုင်တဲ့အစ်စ်ဖြစ်တဲ့အတွက်ကြောင့်ဒါကွင်းလက်တလူကြီးဖြစ်သူအမျိုးသမီးတလူကြီးကဒီပွဲဒီဂိုးကိုကန်ဆယ်လုပ်တယ်နောက်ပွဲပြီးကြနေမှာစင်နီဂေါကောင်တာပေါက်ပြီးတော့နောက်ထပ်တကူထပ်သွင်းပြီးတော့စင်နီဂေါကအင်္ဂလန်မြေမှာ၃ဂိုးတကူနဲ့နိုင်သွားတယ်ဆိုတော့ 2K အသင်းကထုံးတယ်ထုံးတယ်နာမည်ကြီးအင်္ဂလန်အသင်းဒါပဲ ပြိုင်ဘက် competitive ကောင်းကောင်းမရှိတဲ့အတွက်ကြောင့်ထုံးတယ်ပေါ့လေပြီးခဲ့တဲ့ World Cup တော့ကျွန်တော်သွားကြည့်တာပဲဒါ Sindico ကို England က show ထုတ်မှာ3စီးနဲ့9နဲ့ဒါပေမဲ့ difference ဆိုဒီပေါ့ World Cup က World Cup ပါ England သူတို့အကောင်းဆုံး squad လည်းချန်ပါသေးတယ်ဒါပေမဲ့လည်းကျွန်တော်ပြောချင်တဲ့အချက်ကအရင်ကြီးထင်ကြီးလို့မရအောင် England ဆိုတဲ့အသင်းတွေဟာ England ကအပေါ်ရောက်ရင်လည်းသူတို့ quarter semi လောက်နဲ့လှည့်ပြန်ပါဒါပေမဲ့အခုနောက်ပိုင်းတော့တိုးတက်လာတာမှန်ပေမဲ့တကယ်တမ်းကျတော့ England ဟာ အရန်ချောင်းတဲ့အုပ်စုတွေမှာကစားနေတော့သူတို့အရန်ကောင်းတယ်ဆိုပြီးတော့လူတွေကအရန်ထင်ကြီးကြတယ်ပရီးမီယာလိကစားမတွေကြီးပဲဆိုတဲ့အချက်ကြောင့်လည်းပါတယ်ဒါပေမဲ့အင်္ဂလန်ကဘာမှမဟုတ်သေးဘူးဒါ 2K champion ဖြစ်ချင်တယ်ဆိုပူ solid ဖြစ်တဲ့အသင်းမျိုးဥမာကျွန်တော်တို့ Argentina ကိုလံပီးယားကိုရှုံးနေတယ်ဗျာတကယ်လို့တို့ချစ်စပွဲအောင်ပြီးသားပြောချင်တာကချစ်စပွဲအောင်ပြီးသားဒါပေမဲ့တယောက်ထုတ်ခံရတယ် Ansu Fernandez ဒါပေမဲ့တို့မရှုံးတဲ့ဇွဲနဲ့နောက်ဆုံးချိန်ထိရောက်အောင်ခက်ချမ်းချမ်း aggressive ဆောင်ပြီးတော့ ူတိုက်ကိုတိုက်နဲ့အကျိတ်နဲ့ကစားသွားတာအဲ့လိုမျိုး mental မျိုး internal မှာမရှိဘူးပေါ်ပေါ်ပါပါပဲ worker qualifier အဂျီနာချေစွဲအောင်နေဗျာရှုံးနေပြဿနာမရှိဘူးဒါပေမဲ့လုံးဝအရှုံးမခံဘူးပြောချင်တာကဘဝနဲ့စားတဲ့မှာကံတဲ့ပွဲမှာတရောက်ခံသွားတယ်တယောက်ထုတ်ခံရသည့်တိုင်ပါပြောချင်တဲ့အချက်ကအဲ့ဒါအဲ့လို mental strength မျိုးအဲ့လို mental စိတ်ပိုင်းဆိုင်ရာအားပါချက်မျိုးအင်္ဂလန်မှာမရှိဘူးချေသားပွဲလို့ရှုံးတာပြဿနာမရှိပါဘူးဆိုတဲ့စိတ်တက်ကိုမရအဲ့ရတော့သူတို့ရိုက်သွင်းထားပြီးတော့ training train ရမှာ ဒါမှတကယ်ပြိုင်ပွဲကြီးတွေမှာလွယ်လွယ်ကူကူအရှုံးမပေးမှာအဲ့အဲ့စိတ်သက်ပိုင်းကအင်္ဂလန်ကမရှိဘူးဒါကအင်္ဂလန်အသင်းရဲ့အားနည်းချက်ပဲအခုဒါ 2K ကထုံးစံတိုင်းပေါ့လေဒါသူ့ရဲ့ရှုံးပွဲတွေ့သွားလေဒါအင်္ဂလန်ပေးတဲ့ဘလိုမြင်ကြလဲအင်္ဂလန်အသင်းပေါ့ကိုမမဝေယောင်မှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်